အမေရိကန်ပြည်ထောင်စုဘော့စတွန်မြို့မှာပြုလုပ်တဲ့အစတော်လေးလေးနဲ့ချစ်သူဝေတို့ရဲ့ယာနီ live in boston ဂီတဖြုတ်ပြပွဲကနေတော်လိုင်းအတွက်ရမုံငွေဒေါ်လာ5000ကျော်ရရှိခဲ့တယ်လို့ပွဲစီစဉ်သူတွေက ထုတ်ပြန်ပါတယ်။ဒေသစံတော်ချိန်မီလာ24ရက်မိုးလယ်ပိုင်းကဘော့စတွန်မြို့မှာပြုလုပ်တဲ့ပွဲဟာယာနီ US tour ရဲ့ဒုတိယပွဲဖြစ်ပြီးပထမပွဲကိုတော့ maryland ပြည်နယ်ကနေစတင်ခဲ့တာဖြစ်ပါတယ်။ ရောင်နီလိုက်ဖင်ဘော့စတန်ပွဲကိုပြိတ္တ၄00ကျော်လာရောက်အပေးခဲ့ပြီးအစတော်လေးလင်းက Art of Universe The Way Return ပွဲတွေကနေရတဲ့ရမငွေနဲ့ရောင်နီ Maryland ပွဲကရတဲ့ရမငွေတွေကိုမြေပြင်ကိုပို့ဆောင်ခွဲဝေတာအကောင့်ထဲပို့နေတာတွေကို slide show နဲ့ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ရလာတဲ့ရမုံငွေတွေထဲကအကျိုးမြတ်အားလုံးကို ရောင်နီ US ထို့မူလရဲ့ချက်တဲ့အတိုင်းတလဲမိသားစုတွေရဲ့ပြလဲထူထောင်ရေးကြဆုံရဲဘော်တွေရဲ့ကြာရစ်သူမိသားစုတွေ CDM မိသားစုတွေနဲ့ Activist မိသားစုတွေနိုင်ဂျင်းမိသားစုတွေကိုပထမဦးစားပေးအနေနဲ့အကူအညီပေးသွားမယ်လို့ပွဲစီစဉ်သူတွေကပြောပါတယ်ရှင်။